င်တော့ Vicky က Red Tsa Resident ရွေးရောက်ရှိနေရဖြစ်ပါတယ်ရှင်။ Red Tsa Resident ဆိုလို့ရှိရင်တော့ရင်ငင်းမြို့နယ်ကမက်လမ်းမပေါ်ကြီးမှာတရှိပါတယ်။ပြီးတော့ရင်ငင်းကျောင်းရင်ငင်း TTC ကျောင်းနယ်လည်းအရက်ကိုနှီးဆက်ပါတယ်ရှင်။ဒီနေရာလေးကအရက်ကိုချက်ချာကြရတဲ့နေရာဖြစ်တဲ့အတွက်မြမပလာဇာ၊စီဒိုနာ၊ Central အစရှိရဲ့ Shopping Mall တွေပြီးလို့ရှိရင်အစရှိရဲ့ Restaurant တွေနဲ့လည်းအရက်ကိုနှီးဆက်ပြီးတော့15မိနစ်နဲ့အရောက်သွားလို့ရတဲ့နေရာလေးဖြစ်ပါတယ်ရှင်။အဲ့ဒီတော့လူကြီးမင်းတို့စိတ်ဝင်စားတဲ့အခန်းလေးကိုလိုက်ပြီးတော့ Vicky ကပြပြပါမယ်နော်။ ဆိုလို့ရှိရင်တော့ Vicky ကဆက်လွားအခန်းကြီးကိုရောက်လာပြီဖြစ်ပါတယ်။ဒီခန်းလေးမှာဆိုလို့ရှိရင်တော့သူကဒီလိုမျိုးအခုမျက်မြင်အတိုင်းပေါ့နော်ဖာနီချာတွေပါတယ်ပြီးလို့ရှိရင်ဒီလိုမျိုးရေခဲသက်သာရေဝှက်ရှော့ဆက်တွေလည်းပါတာမဟုတ်လို့အရန်အောင်မှာအစ်စ်နေထိုင်ဖို့အဆင်ပြေပါတယ်ရှင်ကျေတော့အခန်းလေးတွေကိုလိုက်ကြည့်လိုက်ကြရအောင်နော်ဒီမှာဆိုလို့ရှိရင်မာဇာဗရိုနှစ်ခန်းရှိပါတယ်မာဇာဗရိုနှစ်ခန်းအောင်မှာသူကကျဲတယ်ပြီးတော့ view ပြည့်မြင်ရတဲ့အတွက်သူကအရန်အောင်မှာမိုက်ပါတယ်ရှင် မှန်လို့ရှိရင်အားလုံးမြင်ရတဲ့အတိုင်းပဲဒါကတော့ pattern လေးဖြစ်ပါတယ်။ဥရှင်ဒီတကားတော့မဆိုလို့ရှိရင်ပေါ့နော်။နေရအပြစ်ပါရဲ့။ဘီယိုရှိပါရဲ့။အင်းဒါအမျိုးကလေးတွေပါရဲ့ထားဖို့တော့ space လေးပေါ့နော်။ဥရှင်လည်း view ကိုလုံးဝအပြစ်မြင်ရတယ်။ကျူးဆိုလို့ရှိရင်လည်းပေါ့နော်သူကစိမ့်ဆိုတဲ့နေရာလေးတွေမြင်ရတယ်ပြီးလို့ရှိရင်သူတို့တိုက်ကြီးတွေမြင်ရ။ညာဘက်ဆိုလို့ရှိရင်ပို့ပြီးတော့လှတယ်။အဘက်ကနီးမောင်ရတဲ့အချိန်နဲ့သူတို့နီးလေးထိုးတဲ့အချိန်နဲ့ လာတယ်ဘာဆိုလို့ရှိရင်တော့ဒါလည်းမဆာဘယ်လိုမယ်ပေါ့နော်ဒီမဆာဘယ်လိုကကြတော့သမိုးထလာတာနဲ့လုံးဝကွာဘယ်လိုပြောမလဲ relax ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးခံစားရမယ်ပြီးဒီဘက်မှာလည်း view အကြီးကြီးရှိပါတယ် ီဘက်မှာလည်းဟိုမြင်ရမြင်တွေ့ရတယ်ပေါ့နော်စင်လေးလိုမျိုးလုပ်ပြီးထားရယ်ကိုယ့်ရဲ့အဲ့လိုမျိုးကိုယ်ပြိုက်စင်တဲ့ display လေးထားလို့ရတာပေါ့နော်ဒီမှာဆိုလို့ရှိရင်စာကြည့်စပွဲလိုမျိုးလေးလုပ်ပြီးထားရယ်သူကလည်းအဲ့လိုမျိုးခုံအပိုတက်တက်ကြီးထည့်ထားတာမဟုတ်တဲ့အတွက်နေရာမယူဘူးပေါ့နော်ဒီမှာအတိုင်းလည်းနေပါရဆိုလို့ရှိရင်လည်းဒီလိုမျိုးလုံးဝပေါ့နော်အဲအခုလိုမျိုးခင်မိဖြစ်စီရေတုံးတာအတွက်ပို့ပြီးရောအဖက်ဖက်လက်တီပို့မြင့်တယ်ပေါ့ Okay ဒါကြီးကတော့ living room နဲ့ dining space လေးဖြစ်ပါတယ်။ dining space လေးရဆိုလို့ရှိရင်လည်းဒီလိုမျိုး furniture ပြည့်ထားပေးထားရယ်။အားလုံးမြင်ကြရတယ်ပေါ့နော်။ဒီမျက်မြင်အတိုင်းပါမှာ။ဒီတော့ relatives အခန်းလေးရမှာရှိရယ်။ kitchen လေးကိုဖြောက်တော့ဖြစ်ပါရယ်။နော်ဒီလိုမျိုးဒီကိစ္စတာပါမယ်။ပြီးလို့ရှိရင် oven shelf ပါမယ်။ ။ဟုတ်ကဲ့ဆိုတော့ပါတယ်ပြီးတော့ဒီဘေးစင်နေပါဆိုတော့ပေါ့နော်ကျဲ့တယ်မဆိုးသူအဆောင်းနဲ့တယ်ဆိုတော့လေအရင်မှအဲ့တော့မျိုးဆေးရပြူကအစင်ကြီးရယ်ပြီးတော့ဒီလိုမျိုးကက်ဘိနက်တွေပါတယ်ကက်ဘိနက်တွေလည်းမျိုးအကြီးပေါ့နော်အကြီးဆိုပို့ပြီးတော့ပစ္စည်းရေးစတာပေါ့ဒါကတော့အဲ gas trader ပဲ3 3ဒါတော့မဟုတ်ကိုယ့်ရဲ့အိမ်မှာရှိရပေါ့နော်အဲ main နေတက်ပဲ3 3ပို့စင်ကြီးရပေါ့ဒီမှာရေချိုးလို့လည်းရတယ် toilet တော့လည်းရတယ်အဲ့လိုမျိုးဆိုအစင်ကြီးရယ်တူအစားလေးဒီကြားလေးရမှရှိပါတယ်မိနီယာလေးကတော့ ချင်ချာချာအနေအထားဖြစ်တဲ့အတွက် view ကိုလည်းတည်တည်ချာချာမြင်ရပါတယ်ရှင်။ဒီ level area ဆိုလို့ရှိရင်လည်းအရင်အောင်ကျင်ပါတယ်။ဒီဘက်မှာဆိုလို့ရှိရင်တော့ dining room မှာလို့ရှိရင်တော့ဒီဘက်က TV ရှင်လေးပဲဖြစ်ပါတယ်ရှင်။ဒါဆိုလို့ရှိရင်တော့ကျင်းဝင်းနဲ့ swimming pool ဖြစ်ပါတယ်။သူက view ကိုအပြည့်မြင်ရပါတယ်ရှင်။ကလေးရတော့ဂျင်ဆော့ရင်းနဲ့ view ကိုအပြည့်မြင်ရမယ်ဂျင်မျိုးလေးပဲဖြစ်ပါတယ် ကဲဒီခန်းလေးရဆိုလို့ရှိရင်တော့အရက်ကောင်မှာ full decoration နဲ့ဖြစ်တယ် furniture တွေလည်းပါရတဲ့အတွက်အရက်ကောင်မှာဆင်ပြေပါရယ်လူချင်းမင်းတို့ဒီအိမ်ကိုဝယ်ယူပြီးတော့နေထိုင်မှာဆိုလို့ရှိရင်လည်းအသင့်တက်နေရုံတော့ပဲပေါ့နော်ဘာမှအသိပြီးတော့ပစ္စည်းတွေပါထက်ထဲကြမလို့ရတဲ့ပို့ပြီးတော့အကုန်ကြလည်းတတတာလို့အစင်နဲ့ပို့ပြီးရယ်ပြီးတော့ view တွေအဖြစ်လဲဆိုလို့ရှိရင်လည်းကွာကိုကအိမ်ထဲကိုဝင်လိုက်တာနဲ့ view တွေကလည်းအရန်ကိုလှရတဲ့အတွက်ပေါ့နော်အမောလည်းပြည့်ရယ်အဲအရာနိုးလာလို့ရှိရင်လည်း relax လည်းဖြစ်တယ်စိတ်ကိုအပန်းပြေစေတဲ့နေရာလေးတခုဖြစ်တယ်အဲ့တော့ဒီ ရစီရကိုတော့ဆိုလို့ရှိရင်လည်းကိုနော်အဲဒီမှာဆိုလို့ရှိရင်ဟိုကားပါကင်ဆိုလည်းနှစ်စီးလောက်ရလို့ရတယ်ကွာပြီးတော့ဒီရသက်ဆိုင်ရာရစီရဆိုလို့ရှိရင်ပေါ့နော်24 hour electricity ရှိရယ်24 hour security ရှိရယ်အတွက်လီမင်းတို့လည်းအရေးအဆင်ပြေပါတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်အဲမျိုးတက်လီက live ကစားပေါ့နော် gas system နဲ့သွားရတဲ့အတွက်အရေးအဝလုံလုံစိတ်ချရဲမလို့ရှိပါတယ်ရှင့်တက်လော်မှာဆိုလို့ရှိရင်လေကမ်းမရှိရတဲ့အတွက် ဒီပေါ့နော်စုံညံမှုတွေပါရတော့လည်းစိတ်ပူစရာမလိုပါဘူး။ရှင်မင်းတို့အတွက်လုံခြုံမှုပိုင်းမှာအရင်ကိုစိတ်ချရတယ်ပေါ့ပါရရှင်။အခုဆိုလို့ရှိရင်တော့ဗီဒီယိုအခန်းလေးကိုလည်းပြပြပြီးဆိုတော့ဒီအခန်းလေးရဲ့အသေးစိတ်တွေဒီဒီလေးကိုဖျက်ပြပေါ့ပြပါမှာဖြစ်ပါတယ်။ဒါလေးရဆိုလို့ရှိရင် right ရဲ့သစ္စာ resilient ဖြစ်ပြီးရောဒီခန်းလေးကနေပြီးရော view တွေဆိုလို့ရှိရင်မြန်မာ plaza time city central golden city ပြီးလို့ရှိရင်မြောက်ကျွန်းသာနဲ့ကမ္ဘောဒီးယားလည်းမြင်ရပါတယ်။အဲ့ဒီတော့ဒီခန်းလေးရဆိုလို့ရှိရင်အရင်အရောက်မှာအချက်ချာကြတဲ့နေရာလေးဖြစ်ပါတယ်။အချက်ချာကြတာဘာဖြစ်လို့လဲဆိုတော့ဒီ င်ပေါ့နော်ရန်ကင်းကံမဲ့လမ်းမအီပေါ်မှာတည်ရှိရဲ့အတွက်ဒီမှာဆိုလို့ရှိရင်ရန်ကင်းစီရှိရဲ့မိုးကောင်းစီရှိရဲ့ကံမဲ့ညညစီလည်းရှိရဲ့ပေါ့နော်အဲ့အတွက်အရန်အောင်စီကပါတယ်ပြီးလို့ရှိရင်ဒီမနက်စာဘာညာဆိုလို့ရှိရင်လည်းဖီဂီယိုလိုမျိုးဖူဒီလေးရဲ့အတွက်ဆိုလို့ရှိရင်ပေါ့နော်အဲ YKK ကိုကျိုးရည်လည်းရှိရဲ့ရွှေလာဟုတ်ပေါ်ရည်လည်းရှိရဲ့ breakfast အတွက်ဆိုလို့ရှိရင်အခေယာဒီဟုတ်စီလည်းရှိရဲ့ဒီသားစုနဲ့လာနေမဲ့သူဆိုလို့ရှိရင်လည်းကိုယ့်ရဲ့တတမီမီအတွက် international school တွေနဲ့အရင်နေပါတယ် international school တွေကတော့ MIS Y MIS NIEC နဲ့ အရင်ဦးမီရဲ့အတွက်ကိုယ့်ရဲ့တသမီကိုပို့ရတဲ့အချိန်မှာအရင်ကိုလုပ်ကူစင်ပြပါရရှင်။ Presence of resilience ဆိုလို့ရှိရင် eye green construction ကနေပြီးတော့ဆောက်ဆောက်လုပ်ပြီးရဖြစ်ပါတယ်။ပြီးလို့ရှိရင်ပေါ့နော်ဒီဒီအခန်းတစ်ခန်း square feet ဆိုလို့ရှိရင်1056 square feet ရှိပါတယ်ရှင်။ဈေးနှုန်းတွေအဖြစ်ဆိုလို့ရှိရင်တော့အသိ6900တက်ပါတယ်ရှင်။အဲ့တော့ဒီခန်းလေးကိုဝယ်ယူစိတ်ဝင်စားရဆိုလို့ရှိရင်တော့လူကြီးမင်းတို့အနေနဲ့ညီမတို့ရဲ့ DMB Real Estate ဖုန်းလိုင်းနံပါတ်3926469030 3926469030 ်လေးကုလေးလုံး80 39 964လေးကုလေးလုံး90ကိုဆက်သွယ်ပြီးတော့မြင်မြင်နိုင်ပါရှင့်